တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ဤဘရလ15ရက်နေ့ကနေ20ရက်နေ့အတွင်းကာလဟာထူးခြားသောကံအပြောင်းလဲနဲ့တိုးတက်မှုတွေရှိနေမယ်ရှင်းမှန်းချက်သစ်တွေကိုလည်းတွေ့ကောင်းတဲ့ဖော်ပြီးတော့အောင်မြင်မှုတွေကိုဖန်တီးနိုင်မယ်အရေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားအခြေစီရည်ရွယ်ချက်တွေကိုစောင့်ရသမျှထုံထုံပေါက်ပေါက်နဲ့အစီအပြောင်းလုပ်နိုင်တဲ့ကံခွင်လန်းတဲ့ဘဝအခြေအနေတွေကိုကြုံတွေ့နေရတဲ့ လုပ်ငန်းမရှိသူလုပ်ငန်းရရှိသူတို့တဲ့ဒီကာလအတွင်းမှာဆုံးဖြတ်လိုက်တဲ့ကိစ္စမှာအထူးအဆင်ပြေသွားမယ်မိကောင်းဆွေကောင်းတို့ပွားမယ်ဘဝနေထတို့တဲ့အောင်မြင်မှုကိုရရှိမယ်ငါးရည်နေ့မှာလုံသမျှကြံစီသမျှအောင်မြင်ခြင်းကိုကြုံမယ်၁၆ရည်နေ့မှာအလုတ်တိုးချဲ့ခြင်းနဲ့ဘဝတို့တဲ့ခြင်းတွေကြုံမယ်အဲ့ဒီကမဟာစကြာတဲ့နေဖြစ်တယ်အဲ့ဒီမနေ့စနေ40မိနစ်20ခန့်မှာတကြံတက်မယ်အဲ့ဒီတကြံတက်ချိန်မှာကုသိုလ်ကောင်းမှုတစုံကြံလို့ရင်လည်း အထူးခြားတဲ့တလန်းလေးတွေရနိုင်တယ်။ဆက်ခွန်ရက်နေ့ညစန်းတရက်နေ့အိန္ဒိယထူးခြားတဲ့အပြောင်းလဲတွေနဲ့တလန်းတွေကိုဖန်တီးခွင့်ရှိတယ်။ကုသိုလ်ကောင်းမှုပြုရင်ဗဒကောင်းတဲ့နေ့တစ်ခုဖြစ်တယ်။အလုံးချမ်းစီတွေလည်းအောင်မြင်မယ်။ဒါပေမဲ့မတော်တဆတိကိမှုအန္တရာယ်ကိုသတိထားမယ်။လူလေးယောက်တူခီသွားခြင်းကိုရှောင်ကျင်ရမယ်။အိန္ဒိယမှာအရှိတောင်ရက်ကိုတည်သွားစေနေရှိတတ်တယ်။အခြေခံလားအဖြစ်ရက်နေ့၃နိုင်တဲ့၄နိုင်ခွဲအတွင်းသွားလာနေတဲ့ကိူးဆက်ရမယ်။ ဆက်ရှိရနေ့အဲ့ဒီမှာရှင်းမှန်းချက်သစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ခြင်းခီးကိစ္စအစဉ်ပြေခြင်းတဲ့အပြောင်းလဲတွတ်တက်ခြင်းတွေရှိမယ်အဲ့ဒီမှာတောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်နေ့ဆက်နိုင်တဲ့တနင်္ဂနွေအတွက်သွားလာနေ Thank you ဆက်ရမှာပေါ့စကောရက်နေ့မှာတော့ပြောင်းလဲခြင်းနဲ့တွတ်တက်ခြင်းကကောင်းမယ်လူမျိုးခွဲကြိုးပေးမယ်20ရက်နေ့မှာငွေရေးကြေးကံလုပ်ငန်းကံစီးပွားကံကောင်းခြင်းနဲ့ဘဝတွတ်တက်ခြင်းတို့ရဲ့နှစ်သာရကိုရမယ် တပတ်တာအတွင်းကြာသာပတိနေဗုဒ္ဓနဲ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာသောကြမွေးသူများကြောင့်စိတ်နှောင့်ရှည်ရှိတဲ့369ခုကနန်းနေကျိုးပေးတယ်အပြာရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်လောက်ကန်သည်မြဆောင်ရွက်သည်မြအောင်မြတိုးတက်မှုနဲ့ကံမြမမှုတွေကိုရရှိမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာကောင်းခြင်းကံကြမ္မာများရစေရန်ရွှေရင်အေးလှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ဟင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတောအတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းချက်တွေအောင်မြင်မယ်အခက်အခဲတွေကိုကျော်လွှားပြီးတော့မိမိစာနာရည်ရွယ်ချက်တွေလောက်ကင်ချိုးပေးနိုင်တယ်အလုံးစစ်နေရာစစ်ဝင်းကျင်စစ်တွေစတင်ရမယ်လုံငန်းအုပ်တွေရပ်ပြီးသစ်စာခြင်းတင့်တယ်သောလမ်းကြောင်းနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်ခြင်းအိမ်ပြေအိမ်ဆောက်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုပြင်ခြင်းပြင်ဆင်ခြင်းတွေလုပ်ဖြစ်နိုင်မယ်ဒီကဲ့သို့လုပ်ပြီးထူးခြားစွာကောင်းတဲ့ကံတွေလည်း ကြုံတွေ့လာနိုင်မယ်။နေရာသားသို့ပြောင်းလဲပြုပြင်ခြင်းအစဆောင်ရွက်ခြင်းကိုလုပ်ကြရမှထူးခြားတဲ့ကံတွေတွေပေါ်လာမယ်။ပြင်ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်တို့ကို15ရက်နေမှာစပြီးကြုံမယ်။အဲ့ဒီနေ့မှာဆုံးဖြတ်ချက်အလုံးစုံမှတ်မယ်။16ရက်နေ့မှာရပိုင်ခွင့်တွေလဲဝယ်ပြန်ရခြင်းနဲ့တိုးတက်ခြင်းကြုံမယ်။အဲ့ဒီနေ့ကမာသကြံတက်နေဖြစ်တဲ့ကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်နဲ့20စက္ကန့်ချိန်မှာကုသိုလ်ကောင်းမှုလေးတွေပြုပါထူးခြားတဲ့ကောင်းခြင်းကံတွေကို ဆူတောင်းပြေဆူတောင်းပြေနိုင်ပါတယ်ဆက်ခွန်ရဲ့နေ့နေ့စန်းတဲ့နေ့အဲ့ဒီမှာလုံငန်းကန်စီဘောင်းကန်ဒီမှာကောင်းတယ်ရပိုင်ခွင့်နေ့လက်ဝဲပြန်ရမယ်အရဝင်းနဲ့ကောင်းသောဆက်သွယ်ရှိမယ်အရှိတောင်ရကုန်တီသွားစရာနေ့ရှိတတ်တဲ့လူလေးရောက်သူတော့ခီးသွားခြင်းရှောင်ရမယ်ညနေ၃နိုင်နဲ့၄နိုင်ခွဲကြအသွားလာတတိထားရမယ်ဆက်ရှိရဲ့နေ့ရန်ပတိဘက်ကန်ရင်ရှင်ပြီးတော့ရမယ်သူတစ်ပါးကြောင့်ခုရွယ်ချက်တွေနှောင့်နှေးမယ်အတိုက်ခံ ယတနာဟောင်းတွေပြန်လည်ဖြည့်ရှင်းရတဲ့တောင်ရက်ကိုတည်သွားစေနေရှိတဲ့တဲ့နေ့ဆန္ဒနိုင်ရည်တနင်္ဂနွေတွင်သွားလာကြည့်ဆက်ရမယ်၁၉ရက်နေ့မှာထူးခြားတဲ့ကံပြောင်းလဲတဲ့တယ်လန်ပေါ်မယ်အရာရာဆင်ပြေမယ်ဒါပေမဲ့ဆာဝေဆာတဲ့လက်မှတ်ထိုးတွေကိုကျင်ွေကြီးကိစ္စပြောဆိုခြင်းတွေမှာအငင်းပွားတဲ့တဲ့၂၀ရက်နေ့ကတော့အလုံးစုံကံကောင်းခြင်းနဲ့အဆင်ပြေတိုးတက်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နှစ်သာရတွေကိုရရှိမှာပါ တနင်္လာနေ့ကနေဗုဒ္ဓနေ့ဝေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့စနေဝေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါကုက္ကနန်းနေ့ကျိုးပေးတယ်အဝါရောက်နေမောရောက်နှုတ်နေအောင်တို့ကိုသုံးပြီးတော့လူရှိရာစန္ဒပြည့်ရယ်ဆုတောင်းပြည့်တတ်တယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရရှိစေရန်တို့ကအဝါရောက်ပန်းဝင်လေးတွေဖျားကတ်သူပူဇော်ပြီးတော့လူရှိရာစန္ဒပြည့်ရယ်လူရာစန္ဒပြည့်ခြင်းအစီပြည့်ခြင်းကံကောင်းခြင်းကို ရရှိပါနိုင်မယ်ကျေးဇူးတင်ပါဗုဒ္ဓနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့21ရက်နေ့အတွင်းမှာအလှူဒါနအလှူမင်္ဂလာကိစ္စတွေပေါ်ဝင်ပတ်သက်ရမယ်မြေတားရေကံကောင်းမယ်စူပေါင်းလုပ်ငန်းအကျိုးပေးမယ်ကောင်းသောသတင်းစကားကြုံမယ်မိသားစုနဲ့ပတ်သက်သောကောင်းသောနှမိတ်နဲ့အကျိုးပေးခြင်းကံတွေဖြစ်ပေါ်ခြင်းချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလိုကံခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ဖြစ်ပေါ်ခြင်းကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတို့ရဲ့ ကောင်းသောအနှစ်သာရပေါ်ထွန်းခြင်းတွေရှိနေတယ်။ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနှစ်သာရတွေကျုံးကိုကျုံပဲ။ဒီကလကံကောင်းတဲ့ကလအခက်အခဲလုံးကျော်လွှားနိုင်တဲ့ကလစူပေါင်းလုပ်ငန်းလုပ်ရအကျိုးရှိ။၅ရက်နေလုံးသမျှကြံစည်သမျှအောင်မြင်မယ်။၁၆ရက်နေသိရေးကြည့်တယ်။အဲ့ဒီနေရာတကြံတဲ့နေ့တကြံတဲ့နေ့ကဗုဒ္ဓနေ့နဲ့တိုက်ဆိုင်တော့ဗုဒ္ဓနေ့မွေးသူတွေတာစားတယ် အတားဆားတယ်အတားသင့်တယ်အတားဆားခြင်းနဲ့ပတ်သက်တဲ့အညက်နေလွတ်ဖို့နဲ့ကောင်းခြင်းခံနေရဖို့အတွက်ကိုစီစဉ်လို့ရတယ်တကြံတက်ချိန်ကိုသိရမယ်တကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်20ကံချိန်မှာဗုဒ္ဓနဲ့မွေးသူအားလုံးတို့ဟာအရှိမြောက်ရက်ကိုမျက်နှာမူပြီးတော့ကုသိုလ်ကောင်းမှုပြုအဲ့ဒီမှာ အတားတက်ခြင်းနဲ့ပတ်သက်တဲ့နေ့ရက်မှာအဲ့ဒီအချိန်ကိုကိုကစနစ်တကျလုံလိုက်တယ်ထူးခြားတဲ့ကံအကျိုးပေးမှုတွေအနာဂတ်တစ်နှစ်အတွင်းရရှိမယ်ဆလဘီတင်ပြခြင်းနာကတော့18ရက်နေ့ရောက်လာတဲ့အခါကျငွေကြေးကံလုံငန်းကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်နှစ်ဆန်းတည့်နေ့ရထူးခြားတဲ့လက်ဖွင့်ခြင်းမှာကိုယ်ထံရောက်လာမယ်ဒါပေမဲ့မတော်တဆညက်ကူဆက်ရမယ် အရှိတောင်ရက်ကုန်တည်သွားစရာနေဖြစ်တဲ့တဲ့ညနေ၃နိုင်တဲ့၄နိုင်ခွဲတွင်သတိရှိရမယ်။ဆက်ရှိရနေ့အရာရာသတိရှိရမယ်နေ့ရံပတိဘက်ကနေဖြစ်တဲ့တဲ့အနောက်ဆက်တွေများတဲ့တဲ့စိတ်ရှုပ်စရာရှိတဲ့တဲ့အဲ့ဒီမှာတောင်ရက်ကုန်တည်သွားစရာနေရှိတဲ့တဲ့နေခင်း၁၂နိုင်တဲ့၁နိုင်ခွဲတွင်သွားလာဂယူဆက်ရမယ်။၁၉ရက်နေ့မှာမထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်ရရှိမယ်။ဆုံးဖြတ်ချက်မှန်မယ်ဘဝတွတ်တယ်မယ်။၂၀ရက်နေ့ ရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းကြုံမယ်၂၁ရက်နေ့လက်ပွင့်ခြင်းကံပွင့်ခြင်းအရာရာအောင်မြင်မှုရဲ့နှစ်သာရကိုရခြင်းရဲ့ကံကြမ္မာရဲ့အခွင့်အလမ်းကိုပေါ်ပါမယ်တပတ်တာကာလအတွင်းတနေ့လာသောကြိုင်ကနေ့မွေးစုတွေကောင်းကျိုးပေးတယ်ကြာသပတိစနေမွေးစုတွေကိုဒုက္ခပေးတတ်တယ်6ခုကိုကနံအကျိုးပေးတယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်ကိုတော့အဲ့ဒီမဟာတကြအတဲ့နေ့အဲ့ဒီမှာ တကြံတက်ခြင်းကစပြီးဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတနေ့တာတည်းဆက်လက်လုပ်သွားပါအဲ့ဒီတကြံတက်နေ့ဗုဒ္ဓနေ့နဲ့တိုက်တဲ့နေ့မှာကုသိုလ်ကောင်းမှုကိုကိုတားသမျှလုပ်ရင်လုပ်သလောက်အကျိုးရှိမယ်တဲ့ကတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဇာတပတိနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်ကနေ20ရက်နေ့အတော်တွေမှာ အပြန်ဆိုင်နေကြားထဲကဒုတ်တက်မှုလမ်းကြောင်းတွေပေါ်လာနေမယ်တခါမှမလုပ်ဘူးတဲ့ကိစ္စဒီချိန်တော့ဖြစ်နေမယ်မရွယ်ထားပဲဆောင်ရွက်လိုက်တဲ့ကိစ္စကထူးခြားတဲ့အကျိုးဆက်ကောင်းဖြစ်ရရှိနေမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စအနေကျိုးဆက်ကောင်းကိုရရှိလာနေမယ်သုံးဆွဲလိုက်တဲ့ငွေကြေးကနေကောင်းသောအကျိုးဆက်တွေပြန်လည်ရရှိနေမယ်ကိုကနေကူညီလိုက်တဲ့သူအောင်မြင်သွားနေမယ်အရာဝေးကိုသွားဖို့ကိစ္စစီစဉ်တာအစဉ်ပြေနေမယ်ပိတ်နေတဲ့လမ်းကြောင်းကိုပွင့်ပြီးတော့ဘဝတန်လန်းတစ်ခုကိုဖန်တီးနိုင်နေမယ် 15ရက်နေ့မှာပြီးမှလိုရာပြည့်စုံမယ်16ရက်နေ့ပြဿနာဟောင်းတွေဖြေရှင်းရမယ်ရန်တိုက်ခန့်တွေနဲ့ထိတိုက်တွေ့မယ်အဲ့ဒီကမဟာတကြံတက်နေဖြစ်တယ်တကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်20စက္ကန့်အချိန်မှာ ကုသိုလ်ကောင်းမှုတစ်ခုခုပြုတ်လိုက်ရင်လည်းအဆင်ပြေတယ်16ရက်နေ့အရာရာကောင်းခြင်းလိုရာပြည့်စုံခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပတ်သက်တဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်တယ်နှစ်စန်းတည့်နေပါပဲဒါပေမဲ့ဒီမှာမဟာယကျမ်းဖြစ်နေတော့ အသွားလောက်ယူဆက်ရမှာပေါ့ညနေ3နိုင်နဲ့4နိုင်ခွဲချင်းသွားလောက်ယူဆက်ရမယ်ပြီးတော့အရှိတောင်ရောက်ကုန်တည်သွားစရာညရှိတတ်တယ်ဆက်ရှိနေမှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပင်းမယ်ဘဝကံတက်မယ်ဒါပေမဲ့အိနေကငကဘော်ရက်နဲ့တိုက်နေတယ်တောင်ရက်ကုန်တည်သွားစရာညရှိတတ်တယ်နေ့7နိုင်နဲ့10နိုင်ခွဲတွင်မှာတော့အနေရလွှမ်းမိုးနေတဲ့သတိရှိရမှာပေါ့ စကောရည်မှာငွေကြေးကန်လက်ကန်ကောင်းတယ်စီးပွားကန်ပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတွတ်တယ်20ရည်ကတော့မှန်းနာတဲ့လက်တွေ့ကွာမယ်လုံးလိုက်တာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်နေကင်းကြော်ပြီးမှပြန်ဆင်ပြေမယ်21ရည်မှာဆုံးဖြတ်ချက်မှန်မယ်အလုံးတိုးတက်မယ်ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းကန်ကောင်းခြင်းကိုမလွဲသေးချပေါ့ကျုံ့ထွေရပါလိမ့်မယ်တနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေဘုတ်ထူးနေ့မွေးသူများကြောင့်စိန်အောင်ဆက်တိုက်ခန့်လေးတွေရှိတတ်တယ်တစ်လေး ခွန်ကနန်းတွေချိုးပေးတယ်။အမျိုးရောင်ပြာရောင်မီးခိုးရောင်တို့သုံးပြီးတော့လူရှိရာကိစ္စတို့ကိုလုပ်ကင်နိုင်တယ်။ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ရွှေရည်မကြခဏဒုဒါနာပြုပေးလိုက်ပါ။ကျေးဇူးတင်ပါတယ်။